ားကြီးဝင်လာရင်တော့ဟုတ်ကဲ့ပါဝင်ပါညီမလေးတို့စောင့်နေရနော်ထိုင်းထိုင်းတည်းဒီမနဲ့တူတူဒီမှာ ABT Vino Boss အဖွဲ့သားကြီးလည်းပါတယ်မဟုတ်ကဲ့ပါဟုတ်ကဲ့ပါမားကြီးဒီနေ့လာတဲ့အကြောင်းရင်းလေးကလေမအမြဲတောင်းနေတဲ့ ABT Vino Boss ကိုတင်သွင်းပြန်ဖြူတဲ့ဒီအောက်ပိုင်းထုံးကုမ္ပဏီကနေပြီးတော့ဒီ Customer Voice on ABT Vino Boss ဆိုတဲ့အစီအစဉ်လေးအတွက်မမကိုတီးသတ်လာပြီးတော့တွေ့ရခြင်းဖြစ်တယ်မဟုတ် ပါဟုတ်ကဲ့ပါမညီမတို့အောင်ပိုင်တွန်းကုမ္ပဏီကနေပြီးတော့ AVD Mino Boss ကိုစတင်ပြန်မြှင့်ချိန်ကနေစပြီးတော့ယခုချိန်ထိပေါ့နော်အမအစင်ဒီဇိုင်းအားပေးလာတဲ့ customer တွေမှာအမလည်းတဦးပါဝင်ဖြစ်ပါတယ်။ဒါကြောင့်မို့လို့ special gift လေးပေးရင်းနဲ့ပေါ့နော်အမစီကနေပြီးတော့ AVD Mino Boss နဲ့ပတ်သက်တဲ့အတွေ့အကြုံလေးတွေကိုတခြား customer လေးတွေသိအောင်ပေါ့မျှဝေပေးပါအောင်ရှင်။ဟုတ်ကဲ့ပါအမကလေဒီ AVD Mino Mino Boss ကိုစပြီးတော့ဘယ်လိုသုံးပြလဲဆိုတော့ပထမဆုံးကတော့အမ ID မိမရွတ်တဲ့ဒီမေးရသွေးဆောင်ရောကအတွက်လေ အဲ့တော့ဆိုအမအမြင်နဲ့လေ့လာတယ်အဲ့ဒါလေးတို့လည်းကိုကလေအဲ့လိုဖြစ်မှာလေကိုကအရင်ဆိုတော့လေလေ့လာပြီးဒီမြေအဟိုကဖြစ်ဆွစားလေအရင်စသုံးပြတယ်ဗောနော်သုံးပြပြီး၄၅လလောက်ကြတော့ဆရာမလေးကနေပြီးတော့ Facebook ထဲမှာသူကဗီဒီယိုလေးတွေတင်တော့အဲ့ဒါလေးတို့အမကြည့်နေနေဗောနော်ဒီ APD video face လေးကိုသဘောကျသွားတယ်အဲ့သူရဲ့ပိုင်းပစ္စည်းလေးလည်းကိုကြိုက်တယ်ကိုနဲ့လည်းအဆင်ပြေမယ်လို့လို့ထင်တယ်လေအဲ့ဒါကြောင့်မလို့အမအဲ့ဒါလေးကိုစမ်းပြီးတော့သုံးကြည့်လိုက်တာဗောနော်ဆမ်းပြီးတော့ရတာအမနဲ့တော်တော်အဆင်ပြေတော့အမဒီနိုင်တောက်ချောက်ဆက်ပြီးအသုံးဖြစ်တာပေါ့နော် quality လေးကလည်းကောင်းနေပြီးအမတို့တွေလည်း budget save ဖြစ်တယ် ။အဲ့တော့အမကလည်းကိုသုံးတာကောင်းတဲ့အတွက်ကြောင့်မို့အမလေးဒီမြေကိုရဲ့အနီးနားမှာရှိတဲ့ကိုညွာလေးတွေကိုလည်းအမြင်နဲ့အမလေးဒါလေးတွေကိုသုံးဖို့ဆိုသူတို့အမြင်နဲ့တိုက်တွန်းပြီးတော့ဟောတာဖြစ်တယ်။အခုသူတို့လည်းသုံးဖို့ဟောဖြစ်နေပြီပေါ့နော်။အမတတ်တာဘယ်လောက်ရှိကြော်ပြီပေါ့ဆီယမလေးစပြီးတော့အဲ့လိုမျိုးအရင်စပြီးတော့ဟွာထဲမှာပြောပြီးတော့လေဗီဒီယိုထဲမှာပြောစပြီးကြော်ညာတဲ့အဝဲသုံးပါလေအဲ့ကလေးအဲ့တော့တော်တော်ကိုကြားတယ်ဟုတ်တော်တော်ကိုကြားတော်တော်ကြားတောက်တော့ဘယ်လိုလေးခံတော့တော်လေအဲ့လေအစတော့ကတော့ အမကဘလို့ပြန်လာဆိုအဲ့လိုမျိုးညဘက်ဆိုတိတ်အိမ်မပြောခြင်းလေအိမ်မပြောခြင်းအဲ့လိုမျိုးပေါ့ညဘက်ဆိုလူလဲပင်ချိုးတွေပြန်ပြီးအဲ့လိုမျိုးဖြစ်ခြင်းနဲ့အခုအဲ့ဒါလေးတောက်လိုက်တယ်အဲ့ဒါလေးလည်းအကုန်အစင်ပြေတယ်မနေမိုးလေးလို့ထားလို့ရှင်တယ်အမတော်တော်လေးလန်းလန်းဆန်းဆန်းဖြစ်တယ်အဲ့ဒါလေးအဲ့တော့အမအိုက်စီကိုအပြတ်မခံနိုင်ဒါမှမဟုတ်အိုက်စီကလည်းအမြင်နဲ့အပြတ်တယ်လေအကြာကြီးပြတ်တယ်အကြာကြီးပြတ်တော့အမအဲ့ဒါပြန်နေနေရတဲ့အချိန်ဆိုအမဆုထားတယ်အိုက်စီဝင်များဝင်ပြီးတော့ကိုကအပြတ်ခံလို့မရဘူးလေအိုက်စီကလည်းအဲ့ဒါလေးဖြစ်တာအမအဲ့ဒါကြောင့်ဒီဟာလေးကတော့အမြင်အမလက်ဆွဲလေးပေါ့နော်အေး အဲ့လိုလေးကြားရတာလေတကယ်ကိုလို့ဝန်တာချင်းပြရတယ်ဟုတ်တယ်အဲ့ဆေးလေးကကျမနဲ့တော်တော်အဆင်ပြေတယ်။ဆေးထဲမှာပါအာနိသင်လေးတွေရတယ်တော်တော်ကောင်းတယ် quality လေးနဲ့အရင်ကောင်းတယ်။ကောင်းပြီးတော့ကျမတို့ကဘယ်လိုပြောမလဲဆိုလို့ရှိရင်ကျမတို့ရဲ့ဘာချက်ဆေးလည်းဖြစ်တယ်။သူကပိုလန်နိုင်ငံတုန်းကလေးလည်းဖြစ်တဲ့အတွက်ကြောင့်မလို့သူက quality လေးတွေကလည်းအရင်အင်တန်ကောင်းတယ်။ကျမကဘယ်လိုပြောမလဲဆိုတော့ကိုယ်နဲ့ဟိုဟာဖြစ်တဲ့ မိတ်ဆွေလေးတွေကိုလည်းလေအဲ့ဟာလေးကောင်းတယ်ဆိုတော့ကြောင်ပြန်မျှဝေဖြစ်ပါတယ်သူတို့ရှိရတဲ့ feedback လေးတွေအကုန်ကောင်းတယ်လေပြန်ရတယ် feedback လေးတွေကောင်းတယ်ကျမကတော့အမြဲတမ်းဒီဆေးလေးကိုဆက်သုံးနေမှာပါနောက်ပြီးတော့လည်းဒီဆေးလေးကလည်းကျမအတွက်မရှိမဖြစ်ဆေးလေးပါပဲဒါနဲ့စကားမဆက်အမအသက်ဘယ်လောက်ရှိလဲမာတဲ့48ကျော်ပါပြီအေးအမအရန်နုပြရယ်နော်အရန်ချိန်နေဟုတ်ပါဘာဒီဆေးလေးတောက်နေတာရောဟိုဟာဘယ်လောက်ကြာသွားပြီလဲမာ တော့ဒီစီးလေးတောက်တယ်ဆိုလို့ရင်ဆီယမားလေးအဲ့ဘလော့တွေ့ရကျွန်မတောက်တာဆိုတော့ပုံကိုကြားဟုတ်ကဲ့ပါဟုတ်ကဲ့အဲ့လိုမျိုးလေးတောက်တာလေအဲ့ဒါအဲ့ဒါလေးကိုဆီယမားလေးဟိုရေရှည်ဆွဲတောက်လို့ပေါ့ကျမတို့အဆင်ပြေပါမှာအဆင်ပြေရတယ်ပြေပါတယ်မရေရှည်ဆွဲတောက်လို့ရတယ်ဘာကြောင့်လဲဆိုတော့ဒီဟာကမိန်းကလေးတွေအတွက်ပေါ့နော်လိုအပ်တဲ့အဲကျမတို့ estrogen hormone ပေါ့နော်အဲ့ဒါကို balance ဖြစ်အောင်လုပ်ပေးတဲ့တဘာဝ ကနေရရှိထားတဲ့ဟာပေါ့နော်။အကောင်ကနေရရှိထားတာဆိုပြောရလို့ရှိရင်ကျဲမှာစွိုင်းပြီးပါတယ်။ဟုတ်ကဲ့။ဘန်ပန်ပါတယ်ပေါ့နော်။အလို့ရှိရင်မဂနီစီယမ်တို့ဗီတာမင်တို့ B တွေပေါ့နော်။ပြီးရုပ်စုလည်းပါတယ်။နောက်ပြီးတော့ C လည်းပါတယ်ပေါ့နော်။ဟုတ်ကဲ့ပါရှင်။အဲ့အတွက်ကြောင့်မလို့သူကဟိုနေ့တိုင်းနေ့စဉ်နေ့စဉ် အဲ့ဒါကိုရှည်ရှည်လေးဆွဲတောက်လို့လည်းရတယ်အနေနဲ့မရှိဘူးရှိပါအောင်နော်ဆိုင်ဖဲလည်းမရှိဘူးဟုတ်ကဲ့ပါနှုတ်တော်လေးဆံမာလေးမေးခြင်းတရားလေးတို့ရောပါလေဒီမိန်းမတွေအတွက်တိုင်ကန်စာတွေပါလေးလည်းတို့ကာကွယ်တယ်ပြောလေအဲ့ဒါကဘယ်လိုလဲဟုတ်ကဲ့ပါဒီဈေးကလေခုနကပြောသလိုပဲလေအဲဒီအီဆိုဂျင်ဟော်မုန်းကို ဘယ်လက်ပြောင်းလုပ်ပေးတာပေါ့နော်တဘာဝကနေထုတ်ထားဖြစ်တဲ့အတွက်ကြောင့်လို့ဒီလိုမျိုးပုံမှန်တောက်ပြရဆိုလို့ရှိရင်တော့တအိမ်နဲ့ပတ်သက်ပြီးတော့ကောင်းတာပေါ့နော်တခုရှိရပေါ့နော်ဟိုတိတ်ငောင်းကင်စာတို့ပါတို့လေအဲ့လိုမျိုးဖြစ်ဖို့ဆိုလို့ရှိရင်တော့ဟိုကာကွယ်ဆေးလေးထိုးရမယ်ဒီတက်ရွယ်ရောက်ပြီးဆိုတော့ကျတော့ပုံမှန်လေးလည်း စစ်ဆေးဖို့ပေါ့နော်အဲ့ဒါကိုလိုအပ်တာပေါ့နော်ဟုတ်ကဲ့ပါရှင်ညီမတို့ရဲ့စီးလေးကိုပေါ့နော်ညီမတို့ APD Mino Boss Page ပေါ့နော် online ကနေမှာရတာအဆင်ပြေရလားရှင်ပြေပါတယ်ရှင်ပြေပါတယ်အဆက်အသွယ်ရအကုန်အဆင်ပြေတယ်နည်းနည်းလေးတစ်ခါလေးပစ္စည်းပြတ်ထားလွယ်ပြီပေါ့နော်အခုတော့ပြန်ရနေပြီဟုတ်ကဲ့ပါအခုပြန်ရနေလို့ပြန်သုံးနေပါဟုတ်ကဲ့ပါအဲ့လိုလေးလေးအမကဟိုတောက်ရတဲ့အတွက်ပေါ့နော်ဂျားနေ feedback ကောင်းလေးတွေအဲ့ဒါတွေကိုလည်းဒီလိုကြားတော့ကြာလေးတကယ်ကိုဝင်တာရတယ်ဒီလားဟုတ်ကဲ့ပါဘာကြောင့်လဲဆိုတော့ကြာလေး ဟိုညီမကပေါ့နော်ဒီကိုညှုံးပေးတဲ့ဆေးရလေတကယ်ကောင်းမှာပေါ့နော်တကယ်လေးကောင်းနေတောက်တဲ့သူအတွက်လည်းအကျိုးရှိတယ်အဲဒါမျိုးမှလည်းကိုကညှုံးပေးဖြစ်တာပေါ့နော်အဲ့လိုညှုံးပေးလိုက်လို့ဟိုတောက်လိုက်ရတဲ့သူမှကြလေပေါ့နော်အခုလိုမျိုးကျမချင်းလက်ဆောင်ကိုရရှိသွားတယ်ဆိုလို့ရှိရင်ကိုတကယ်ကိုကျေနပ်ရတာပေါ့နော်ဟုတ်ကဲ့အခုလိုပြောပြရလဲကျေးဇူးအများကြီးတင်ပါတယ်ကိုရလည်းအများကြီးကျေးဇူးတင်ပါတယ်အထူးသဖြင့်ရတော့ဆရာမလေးကိုကျေးဇူးတင်တာပေါ့နော် ဆရာမလေးအလိုပြောလို့ feedback ကောင်းနေရတဲ့အတွက်ကြောင့်မကွာလဲအဲ့ဒါလေးဝဲတောက်လိုက်တာလေဝဲတောက်ခြင်းနဲ့အညီမလေးတို့ဟာဒါစသုံးပြတာပေါ့နော်အောင်လင်းဆက်သုံးသွားအောင်ပါပါလို့ဟုတ်ကဲ့ပါအကောလို့ကိုရီလိုအိမ်အောင်ရှင်မလေးလည်းအကောလို့ဒီဆေးလို့သုံးကြည့်ပါလို့အကြံဉာဏ်ပေးခြင်းပါတယ် ကဲပါဟုတ်ကဲ့ပါသူ့လိုမျိုးညီမတို့ရဲ့ APD Mino Boss ကိုတောက်သုံးပေးတဲ့အတွက်ရော APD Mino Boss နဲ့ပတ်သက်ပြီးတော့အတွေ့အကြုံလေးတွေကိုပြပြဆုံဆုံးပြဝေပေးတဲ့အတွက်ညီမတို့အောင်ပိုင်ခွန်ကုမ္ပဏီကနေပြီးတော့အမအောင်ကျေးဇူးတင်ပါတယ်။နောက်လည်းဒီထက်ပိုပြီးတော့ service လေးကောင်းအောင်လည်းလုပ်ပေးပါမယ်။အမျိုးမျိုးအနေနဲ့မှရှိရစေးဆိုင်တိုင်းမှာလည်းရရှိနိုင်အောင်လို့ညီမတို့ကြိုးစားပေးပါမယ်ရှင်။ဟုတ်ကဲ့ပါ။ညီမတို့စီမှာလည်းနောက်ထပ်ဒီလိုမျိုးပေါ့နော်စီစဉ်ကောင်းလေးတွေရှိလို့ရှိရင်အမအနေနဲ့လည်းပါဝင်ပေးပါအောင်လို့ဖိတ်ခေါ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။တန်းနေတယ်လို့ အပောင်းပေးပါမယ်။နောက်ပြီးတော့ဆရာမလေးနဲ့အတူတူပဲ IR Bind ကုမ္ပဏီကိုလည်းကျွန်မအများကြီးကျေးဇူးတင်ပါတယ်ရှင်။ဟုတ်ကဲ့ပါ။ကျွန်မတို့ဒီနေ့တွေ့ဆုံမှုပေးရတဲ့လည်းတကယ်ကျေးဇူးတင်ပါတယ်နော်။ဟုတ်ကဲ့ပါ။အဲဆိုရင်ကျွန်မတို့တွေကိုပြန်ခွင့်ပြုပါအောင်နော်။ဟုတ်ကဲ့ပါရှင်။ဟုတ်ကဲ့ပါ။